ဒီဘက်ကတော့မြေပုံရေးချစနစ် map projection system အကြောင်းလေးကိုတင်ပြမှာဖြစ်ပါတယ်။ဘာရရမှာရှိတဲ့နိုင်ငံများဟာမြေပုံဟာမရှိမဖြစ်လိုအပ်တဲ့အစိတ်ပိုင်းတစ်ခုဖြစ်ပြီးပါတယ်။ဒါကြောင့်မြေပုံကိုရေးကြည့်တဲ့အစိတ်ပိုင်းဖြစ်သတ်မှတ်ပြီးတော့လူအင်အားငွေအင်အားအချိန်ဆိုတာတွေကိုတုံ့ပြန်ပြီးတော့ကောင်းမွန်တဲ့မြေပုံတွေကိုထုတ်လုပ်လျက်ရှိပါတယ်။ မနင်္ဂမလေးဖွေမြူတုတက်တော့ခင်းနေညီခင်ထုတ်လို့သုံးပြီးကြတဲ့ lambda conic အော်တိုမိုဖစ် projection စနစ်နဲ့ထုတ်လို့ထားတဲ့မြေပုံဤအစား UDM မြေပုံဤကိုအစားထိုးထုတ်လို့လာခဲ့ပါတယ်မြေပုံဆိုတာကဘာမြေကြီးရဲ့မျက်နှာပြင်အနေထားနဲ့သူတို့ပြည်ပြန်ဖန်တီးထားတဲ့အစောက်ဦးအမှတ်သားတွေကိုအားလုံးပါဝင်တဲ့စကုပ်ပေါ်မှာစကေးအချိုးချဖြင့်စနစ်တကျရည်ဆွဲထားတဲ့ပုံကိုခေါ်ပါတယ် ဒီနေ့အဖေလုံးဝနဲ့ကဘာမီမျက်နှာပြင်ပေါ်ကအချက်လက်တွေကိုတင်းငယ်ပြန်ပြီးတဲ့စက်ကူပေါ်ကိုအကျိုးစားမှန်ကန်စွာရောက်ရှိလာစေရန်တိကျတဲ့ဤစနစ်ဖြင့်ပုံပေါ်ရေးဆွဲထားတဲ့ပုံရိပ်တစ်ခုဖြစ်ပါတယ်ဒီလိုတိကျတဲ့ဤစနစ်တွေကိုမြေပုံရေးချစနစ်လို့ခေါ်ဆိုတာဖြစ်ပါတယ်အရစာကြီးမှပြီးတော့လုံးဝနဲ့တရံရှိတဲ့ကဘာကြီးမပေါ်မှာရှိတဲ့တောတော်ရင်မီတဘာဝနဲ့တိဆောက်ထားတဲ့အဆောက်အဦတွေလမ်းတံတားအဆရှိရာတွေကိုအရစာတင်းငယ်ပြီးတော့ပြတ်ချက်တော့ တရန်ရှိတဲ့မြေမုံမှာရေးဆွဲတဲ့အခါမှာအကွာအဝေးတောက်ဒီဂရီအရွယ်စားစတဲ့ဗုဒ္ဓတိတွေဟာတိကျမှုမရှိနိုင်တာကိုတမားဟိတိနိုင်မှာဖြစ်ပါတယ်။ဒါကြောင့်အဓိကလုပ်ငန်းစဉ်ဖြစ်တဲ့တိကျမှုအကောင်းဆုံးရရှိရေးအတွက်မြေပုံရေးချစနစ်ကိုပညာရှင်များကမြေမှုတည်တင်ကြိုးပမ်းခဲ့ကြပါတယ်။ဒီအခါမှာအခြေခံမြေပုံရေးချစနစ်၃မျိုးပေါ်ထွက်လာခဲ့တယ်။ဒါတွေကတော့ တီဂရော့ချုံရေးချစနစ်ကွန်နီကယ်ပရိုဂျက်ရှင်းစနစ်စလင်ဒါရေးချစနစ်စလင်ဒါနီကယ်ပရိုဂျက်ရှင်းစနစ်ဘင်းကြီးရေးချစနစ်ဒါတော့ပလိန်နာပရိုဂျက်ရှင်းစနစ်တို့ဖြစ်ကြပါတယ်ရေးချမှုရုပ်ပေါ်မှာပေါ်လာတဲ့မတူညီတဲ့ကွာမြင်နိုင်မှသည်ကျေပြဲနဲ့စက်ကူပေါ်တို့ရေးချရေးဆွဲတဲ့အခါမှာရေဆောင်ခြင်းကျုံဝင်ခြင်း လူတည်တဲ့ပုံမူကျေပြန့်ခြင်း ားတဲ့ distortion တွေဖြစ်ပေါ်လာစေတဲ့အတွက်အရေးချခြင်းရဲ့အကျိုးသက်ရောက်မှုကိုလေ့လာရန်လိုအပ်လာပါတယ်ဒီအရေးချတဲ့ကွန်တတီတွေကတော့ area to on အရေးချခြင်း equal area projection နောက်အကွာဝေး to on အရေးချခြင်း equal distance projection ပုံစံ to on အရေးချခြင်း shape or conformal projection တို့ဖြစ်ပါတယ်ဒီနေရာမှာ area to on အရေးချခြင်းမှာဘာမှမမြင်နိုင်ပုံမှာရှိတဲ့ကျယ်ဝန်းတဲ့ area တစ်ခုပေါ်ဘူး ရေုံဘောသို့ရိတ်ချရမှာကျယ်ဝန်းတဲ့ area တူညီသောအကျိုးတရားမှုရှိစီရမှာဖြစ်ပါတယ်။ဒါကြောင့်စကေးနဲ့တူညီတဲ့ area ဘောကိုမြေပေါ်မှာမြေပေါ်မှာတည်နေရမှာဖြစ်ပါတယ်။တိုးတော်လေပုံသဏ္ဍာန်ပြည့်ရင်းမှုရှိနေတာကိုတွေ့နေရတာဖြစ်ပါတယ်။အကွာဝေးတူစွာရိတ်ချခြင်းမှာလဲမြေပေါ်မှာရှိတဲ့အကွာဝေးနဲ့မြေပေါ်မှာစကေးချရိတ်ချရမှာဖြစ်ပါတယ်။ဒါကြောင့်အကွာဝေးတူညီတဲ့ ရေးချမှုမျိုးရလက်တွေရရှိလာစီပါမှာစကေးနဲ့မြေုံပေါ်မှာရရှိရရှိနေရမှာဖြစ်ပါတယ်သို့တော်လည်းလောင်ကြီးတို့မြင်းလျှောက်မှာမြေပုံရဲ့အရှိမှုမြင်းကိုစကေးတူအောင်ရေးချနေရင်လက်တီတို့တခြားကမြေပုံရဲ့မြောက်မှုမြင်းတခြားမှာမှန်ကန်မှာမဟုတ်ပါဘူးလက်တီတို့လျှောက်မှာအကွာဝေးမှန်အောင်စကေးချဆော်ရဲဘက်ကလည်းလောင်ကြီးတို့မြင်းလျှောက်မှာမြေုံမှာအကွာဝေးမှန်ရမှာမဟုတ်ပါဘူး ပုံစံတူအောင်ရိတ်ချခြင်းဒါဆိုရင်ဒီရိတ်ချခြင်းကမြေပေါ်မှာရှိတဲ့ရာဝတ္ထုတွေကိုမြေပေါ်မှာတရံတူအောင်ရေးဆွဲရိတ်ချခြင်းဖြစ်ရာပုံတရံမှန်ကန်သောအကျိုးတရားမှုရရှိလာစေပါれအသုံးဝင်သောရိတ်ချနည်းတစ်ခုဖြစ်ပါれပေါ်ရပါရိတ်ချခြင်းတွေကိုပိုင်ချစီစစ်ရှေရှားသွားလာမှုထိတဲ့ခြင်းတုံးချရေးအတွက်ရေးဆွဲတဲ့မျိုးဝင်ဒီမှာတုံးပြည့်တဲ့ရှိချောင်းတွေ့ရပါတယ်။ဆိုပါရေးချခြင်းကိုမလို့တာမျိုးပုံ၊ရေချောင်းတွက်လာရေးမျိုးပုံ ီမင်းနာမည်သူရင်ပြမည်ဘုံတော့မှာတုံ့ပြန်ကြပါလေဘိုးရွက်ပါရေးချရဲ့စနစ်တီတွေကအထီးတွေ့ရေးချစနစ်တန်းကျပ် projection နဲ့မျက်နှာပြင်အတွင်းပိုင်းကိုအနေငယ်ဖြတ်သွားတဲ့ secret projection လို့ခေါ်တဲ့ထပ်မံခွဲခြားထားပြန် secret projection ပြင်ညီကိုကမ္ဘာအတွင်းပိုင်းမှာအနေငယ်ဒီ projection ပြင်ညီကကမ္ဘာအတွင်းပိုင်းမှာအနေငယ်ဖြစ်သွားတာကြောင့်ပုံပြမှု distortion နေငယ်ရှိလာတာကိုတွေ့ရပါတယ် ဒါကြောင့်ကဘာအတွင်းမိုင်းမျက်နှာပြင်ကိုဖျက်တဲ့မြင်းနဲ့ကဘာမျက်နှာပြင်ကိုထိတဲ့သောမြင်းဆိုပြီးတော့နှစ်နေရာရှိလာပါတယ်။ထိုမြင်းတွေကို standard parallel မြင်းတွေလို့ခေါ်ပါတယ်။နိုင်ငံလိုက်ရေးဆွဲတဲ့ standard parallel မြင်းတွေကိုရှေ့ပြောင်းတုံချလာကြပါတယ်။မြေပေါ်ရေးဆွဲတဲ့အခါမှာတုံးပြီးတဲ့ downline မြင်းရှေ့မှုမြင်းနဲ့ရောက်မှုမြင်းလျှောက်ကလွန်ကျွမြင်းများရဲ့တိနီယာတံမှုတူညီစီရရှင်းနောက်ချူးညီစီရ စံတယ်မီယံသမှုပရိုင်းမီယံဘိုးမီယံမြင်းတချောင်းကိုထားကြည့်သုံးပြလာကြတယ်။ဟွာကြီးရဲ့တိုက်တာဘုံတရံကိုမီးလမ်းမဆာနဲ့အမှန်ရရှိတဲ့တွက်ချက်တိုက်တာခဲ့ကြတယ်။မဆာတွက်ချက်ကြည့်ကြတယ်။ဒီပင်ဒီပညာရဲ့ကိုရောဂျီယိုဒက်စီလို့ခေါ်တယ်။ဟွာကြီးရဲ့ဂျီယိုရိုင်းမျက်နှာပြင်ဆိုတော့ကဘဆွေးငင်အားညီမျှနေတဲ့မျက်နှာမျိုးလျှောက်ကိုခေါ်ဆိုတာဖြစ်ပါတယ်။ကဘဆွေးငင်အားမျက်နှာပြင်လျှောက်မှာညီညာစွာတည်ရှိနေရမှုပဲနေရာဒေသလိုက် ပြောင်းလဲနေတာဖြစ်ပါတယ်။ပင်လယ်ရေမျက်နှာပြင်ဟာကမ္ဘာဆွေးငင်အားမျက်နှာပြင်နဲ့ဆက်ဆက်နေပြီးတော့မျက်နှာပြင်နဲ့အညီပြိုင်နေပါတယ်။ဒါကြောင့်အမြင့်ပေတိုက်တာတဲ့အခါမှာဆိုရင်ပင်လယ်ရေမျက်နှာပြင်တဲ့မိမရှိသည်ကိုပိုပြကြပါတယ်။ရေးချစနစ်မှာမြေပုံရေးဆဲတဲ့အခါမှာလည်းကမ္ဘာရွယ်စား elipsoid ကမတူညီ elipsoid မတူညီတဲ့ ဘုံမှာမူတည်ကြွယ်ပြားနေတာကိုပြရရေမိတိုင်းနာခြင်းနဲ့ကဘာရေစာပုံနာခမတွက်ချက်ခြင်းလုပ်ငန်းဒီမှာညီညွတ်မှတ်ဒီနေရာမတူညီတဲ့မျိုးဆက်မတူညီတဲ့မျိုးဆက်တရားမတူညီတဲ့အတွက်ဒီ practice data နေရာကိုကြွယ်ပြားသွားပါတယ်ဒီနေရာမှာအလျားအနံကိုတိုင်းတာသတ်မှတ်တဲ့ original geo practice data နဲ့နေမြင့်ပြတိုင်းတာ6စနစ်ပါဝင်တဲ့ particle geo practice data တို့ ိုပြီးတော့နှမျိုးကွဲပြားသွားပြန်တယ် WGS 84ဆိုတော့ horizontal geodesic data တကူပြီးပြီးတော့အသုံးပြုထားတဲ့ ellipse site ကလည်း WGS 84 ellipse site လို့ခေါ်ပါတယ်လက်မှတ်မြေပုံရေးချစနစ်ကိုရခင်ကအင်းလေးထက်ကစပြီးရောယခုမြေတမ်းဦးစီးဌာနအထိတုံ့ပြုလျက်ရှိရာလက်မှတ်ရေးချစနစ်အတွက်အသုံးပြုတဲ့မျက်နှာပြင်အား grochon conusa ဖြစ်ပြီးရော conical type ကိုတုံ့ပြုထားတာဖြစ်ပါတယ်လက်တီတို့မြင်များဆိုရင် ကွန်ဆန်ထရိုက်တီးအေရီယာဖြစ်နေတာကြောင့်မာနိုင်ငံဒီလေတောင်မြောက်ဆီလျားရဲ့နိုင်ငံဖြစ်တာကြောင့်အစ်စင်းနဲ့ကန့်ညီမှုရှိတာကိုကန့်ညီမှုမရှိပါဘူးဝင်ရုံးနဲ့အပြိုင်ကဘာကြီးပေါ်တင်လျက်အရေးထင်စေခြင်းမဟုတ်ဘဲနဲ့အီကွေတာနဲ့အပြိုင်ကဘာကြီးကဆွပြီးတော့အမှားရင်းမရှိသလောက်ဖြစ်နေပါလေပရိုဂျက်ချစ်ကွန်တက်တီးရဘုံရေးလက်ခံတဲ့မျက်နှာပြင်နဲ့တိတွေ့နေတဲ့ဘူမီဒီယံမြေမရှိ 3ဒီဂရီအနောက်3မီထားပြီးစုပေါင်း6ဒီဂရီသာပုံရိပ်ထင်စေပါတယ်။ဆိုပါလောင်ကြီးကျုပ်6ဒီဂရီသာကျေဝန်းပြီးတော့တောင်မြောက်ဝင်ရိုးတီရှေ့ရတဲ့ပုံရိပ်ထင်အောင်ပြုလုပ်ထားတဲ့ projection ရဲ့ area စိတ်ပိုင်းတွေကိုဇုံတစ်ခုအဖြစ်သတ်မှတ်ထားပါတယ်။ဒါကြောင့်ကဘာတစ်ခုလုံးပတ်မိရာလောင်ကြီးကျုပ်အမြင်ပေါင်း1ဒီဂရီချာချာနေတဲ့မြင်ပေါင်း360ရှိနေပြီဖြစ်ပြီးတော့ projection ရဲ့ area အစိပ်ပိုင်းဇုံမောပါဆိုရင်60ရှိနေမှာဖြစ်ပါတယ်။စီလင်ဒါဒီလောင်ကြီးတို့မြင်းလျှောက်ကထွတ်တွေ့နေုံသာမကတန်းကျက်ဝန်းထိအနေထားဖြင့်ဖြစ်နေတဲ့အတွက်ကြောင့်ဘူမီဒီယံမြင်းလျှောက်မှာစကေးမှန်တော်လဲအရှိနောက်ခြေပြန်ထွက်လာသည်နည်းမြစကေးမှားများလာတာကိုထိညရန်ဘူမီဒီယံရဲ့ရှိ180ကီလိုမီတာအနောက်180ကီလိုမီတာတော့မှာစကေးမှအောင် ပြုလုပ်လိုက်ခြင်းဖြင့် တန်းကျက်အနေထားမှာစီကန့်ဝန်ဖြတ်အနေထားသို့ရောက်ရှိသွားတာဖြစ်ပါတယ်။မြန်မာနိုင်ငံမှာတော့အစပြုရေးပညာအမှတ်ကိုတိကျစွာရရှိနေရသေးသေးတိုင်းတော်များ ပြုခဲ့ပြီးတော့ရန်ကုန်မြို့မှာရှိတဲ့ငွေရတောင်၊ညီတိုင်းဟာညီတိုင်းမှာအစပြုရေးပညာအမှတ်ညီတိုင်းညွှန်းမှတ်အဖြစ်အသုံးပြုကာဆောင်ရွက်ခဲ့ပါတယ်။ရေးချစနစ်များအကြောင်းကိုဒီများနဲ့အချင်းချင်း ဖော်ပြတင်ဆက်ရင်းနဲ့ညီကုန်းချွတ်ပါတယ်ခုလိုကြည့်ရှုအားပေးတဲ့အတွက်အားလုံးကျေးဇူးတင်ပါတယ်